ရတလိသိန်းတော်ဤပထမဆုံးအမေရိကန်ကြီးကဲဖြစ်လာခဲ့ပြီ၎င်းသည်မြေသူသောပုံဟန်မင်းကြီးဖြစ်လာမလဲဆိုသည်ကိုကဘာကစောင့်ကြည့်နေခြင်းနဲ့အတူဇလေးဦးမြပုံဟန်မင်းကြီးလီယောကမေလ9ရက်တွင်ကတ်လစ်ဝေပြုစုတောင်းပွဲကိုကျင်းပမှာဖြစ်ပါတယ်။ဗာတီကန်ဆက်ဆက်တိုင်းဖခင်เจ้าမှာလှုပ်ဝက်ပုံဟန်မင်းကြီးရွေးချယ်ပွဲကိုပြုလုပ်ခဲ့ပြီးနောက်ချီကာဂိုမြို့တွင်မွေးဖွားခဲ့သော Robert Francis Prevot ကိုမေလ10ရက်နေ့ကအခြားသောကတ်လစ်ဘုန်းတော်ကြီးများကပုံဟန်မင်းကြီးအဖြစ်ရွေးချယ်ခဲ့ကြပါတယ်။ ထို့နောက်ပိုယန်းမင်းကြီးလီယိုသည်ကမ္ဘာကတ်သလစ်ဘာသာဝင်1.4ဘီလီယံကိုဦးဆောင်တော့မှာဖြစ်ပါတယ်။ တတ်တော်69နှစ်အရွယ်ပုံဟန်မင်းကြီးလီယိုသည်မေလ9ရက်နေ့တွင်ဗာတီကန်ကတိုက်ရိုက်ထုတ်လွှင့်မဲ့ကက်သလစ်ဘုန်းတော်ကြီးများနှင့်တည်သံဆုတောင်းပွဲကျင်းပရန်ဝိပုစုတောင်းရန်နေရာသို့ပြန်လာမှာဖြစ်ပြီးပုံဟန်မင်းကြီးအသက်ကထိုနေရာတွင်ပထမဦးဆုံးဩဝါဒကိုမွကြားမှာဖြစ်ပါသည်။ကျိုးစိုးသူထောင်ပေါင်းများစွာကမေလ10ရက်နေ့ညပိုင်းတွင်ဗာတီကန်ရှိထင်ရှားသောစိန့်ပေတာဘုရားကျောင်း၏လသာဆောင်တွင်ပေါ်လာသောလီယိုကိုဩဘာပေးခဲ့ကြသည်ဆိုတော့လေကျိုးစိုးသူအများစုမှာမည်သူလဲဆိုသည်ကိုမသိကြပါပေရူးနိုင်ငံ၏သာသနာပြုလုပ်ငန်းများကိုဆယ်စုနှစ်နှစ်ခုကြာလှုပ်ဆောင်ခဲ့သူဖြစ်ပြီး 2023ခုနှစ်တွင်ရေဖြန်းခရစ်စတန်ဖုံးတော်ကြီးဖြစ်လာသောအမေရိကန်နိုင်ငံသားသည်တဝါလုံးအတိုင်းအတာအဖြစ်အသီးမပြုခြင်းမခံရတော့လေပါတီကန်စောင့်ကြည့်သူအများပြား၏ပုံဟန်မင်းကြီးအလောင်းလျာစည်ရင်တွင်ပါဝင်ခဲ့သူဖြစ်ပါသည်မေလ9ရက်နေ့ဝိပုစုတောင်းပွဲမှာမေလ10ရက်နေ့အထိနေကင်းပိုင်းမှာစုတောင်းပွဲအထိလာမယ့်ရက်ပိုင်းများတွင်၎င်းမေလ10ရက်နေ့နံနက်ပိုင်းတွင်ပါတီကန်၌တရင်တောင်းများနှင့်တွေ့ဆုံခြင်းအပါအဝင်၎င်း၏လှုပ်ဆောင်ချက်များနှင့်၎င်း၏ပြောစကားများသည့်အနီးကပ်စောင့်ကြည့်ခံရမှာဖြစ်ပါသည် မလရှိယန်နေညနေပိုင်းတွင်စိတ်ပီတာရှင်ပြန်မှာပြည့်လျံနေသောလူအုပ်ကြီးကိုပထမဆုံးမိကုံးပြောကြားရ၌လီယိုကငိန်ချမ်းရေးအတွက်ဆော်ဩချင်းဖြင့်၎င်း၏ရှေ့ကပိုဟမ်မင်းကြီးဖရန်စစ်တောင်းဆိုခဲ့သည့်အတိုင်းတောင်းဆိုခဲ့ပါသည်လူတို့တရအနေနဲ့အမြဲတမ်းငိန်ချမ်းနေဖို့အပြန်အလှန်ဆွေးနွေးတာတွေးဆောင်တာတို့ကနေအတူတကွလှုပ်ဆောင်ဖို့ပေါင်းကူတွေကိုတိစောက်ဖို့ရမှာကျွန်တော်တို့ကကူညီပါတအုပ်နဲ့တူကူညီပါလို့ပိုဟမ်မင်းကြီးလီယိုကပြောပါသည် 269ဦးမြောက်ပုံရံမိကြီးဖြစ်လေးကိုရွေးချယ်ခံရသည်ကိုကပ္ပကောင်းဆောင်များကအလင်းမြန်ကြိုဆိုခဲ့ကြပြီကြီးမားတဲ့ပထဝီဝင်နိုင်ငံရေးဆိုင်ရာမတိကျမှုတို့ဖြစ်ပွားနေခြင်းဝယ်ကပ္ပပြဿနာတို့ကိုအသိန်းတော်နဲ့အတူဆောင်ရွက်မယ်လို့ကတိပြုခဲ့ကြပါတယ်